င်္ဂါသသမိမိတ်ဆွေတွေအားလုံးအဆက်ဆက်အရရအစဉ်ပြေအောင်မြင်တိုးတက်ကြပါစေကျောင်းဆရာကဒီကနေမြေတာဘိုးစုတောင်းထောက်ပနာပြုသားလိုက်ပါတယ်ဒီ2025ခုနှစ်ဘာလုံးလုံးနဲ့ဆရာတို့အခုဆိုရင်ခုနှစ်လပိုင်းကိုရောက်ရှိလာပြီဆိုတော့2025ရဲ့နှစ်ဝက်6လတစ်ဖက်ကိုတော့ပုံသွားပြီအခုဒီ2025ခုနှစ်ရဲ့ဟာဟိုနှစ်ဒုတိယနှစ်ဝက်စမဲ့ ခုနှစ်လပိုင်းကိုဆရာကဟောကြားပြပါမယ်ခင်ဗျာနော်။အင်္ဂါသာသမီးမိတ်ဆွေတွေဒီရက်ခုနှစ်လပိုင်းအတွင်းမှာဘယ်ယာရီအကျိုးပေးအားသာကံကောင်းစီပြီးဘယ်ယာရီတတိထားရမလဲဆိုတာဆရာအခုပဲပြောပြပြီးမှာဖြစ်ပါတယ်ခင်ဗျာ။ င်္ဂါသားသမီးမိတ်ဆွေတွေဟာ2025ခုနှစ်ခလန်လာပိုင်းတွင်မှာလုပ်ငန်းကိစ္စအလုပ်ကိစ္စဘာကိုမစိုးအရေးကြီးကိစ္စမှန်သမျှကိုဦးစီးဦးဆောင်လုပ်ပါရှေ့တိုးဆောင်ရွက်ပါအောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိပါလိမ့်မယ်ဘာကိုဖြစ်ဖြစ်ကိုကိုယ်တိုင်အမိခံလုပ်တဲ့လုပ်ငန်းတွေမှာအကျိုးပေးအားသာကောင်းမှုရှိပါတယ်ရှေ့တိုးဆောင်ရွက်လှုပ်ဆောင်လို့လည်းအားသာကောင်းမှုပါတယ်မိမိကဦးဆောင်လုပ်ရင်ဦးဆောင်နိုင်သလောက်စူးစမ်းရင်စူးစမ်းသလောက်ဒီအပတ်တာဒီလဟာမိတ်ဆွေတို့အတွက်ကိုအဲမိမိအနေနဲ့ကိုကိုတိုင်းလုတ်ယူနိုင်စွာဖန်တီးနိုင်စွာရှိတော့ကိเนาะအဲ နောက်ဆုံးပဲဥပမာဆရာတင်စားပြောရရင်ဇနကမင်းသားရေတဲ့နေနေတော့ကူလူလောက်ခတ်ပြီးတော့အခက်အခဲတွေကြားတဲ့ကရုံးကန်ရမယ်ကာလာဖြစ်တယ်ဒါပေမဲ့ဘာကိုဖြစ်ဖြစ် လုပ်ငန်းတစ်ခုကိုလိုချင်တစ်ခုကိုတော့အဖျက်အနှောင်လေးတွေပေါ်တတ်တာအတော့မိတ်ဆွေတို့အနေနဲ့တတိထားဆင်ကျင်ရမယ်ကလာဖြစ်ပြီးတော့ကိုကိုကိုအဲဥမာဒီကလာဟာစီမင်းစီကံပိုင်းနဲ့ပတ်သက်ပြီးတော့ဖြစ်စီ rule and regulation နဲ့ပတ်သက်ပြီးကိုကိုကိုအစဉ်အမြဲရှမှတ်ပြီးတော့လုပ်ဆောင်ရင် အောင်မြင်တိုးတက်မှုတွေရရှိမယ်လာဖြစ်ပါတယ်ခင်ဗျကျမ်းပါအေး ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအင်္ဂါသားသမီးမိတ်ဆွေများဖို့ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာလေနဲ့ပတ်သက်တာမျိုးအစာရည်နဲ့ပတ်သက်တာမျိုးလေးတွေသတိထားဆင်ခြင်ရပါမယ်ခင်ဗျာနော်ဝမ်းပြောက်ဝမ်းလျှောတာမျိုးလေးတွေဒူးတို့ခါတို့နဲ့ပတ်သက်တဲ့အရာလေးတွေမှာအဖြစ်များတတ်တယ်အထူးသဖြင့်အသက်42နှစ်အောက်လူငယ်အင်္ဂါသားသမီးမိတ်ဆွေများဖို့ကတော့အစာအသောက်မှားတာမျိုးလေထိုးလေအောက်နဲ့ပတ်သက်တာမျိုးလေးတွေအဖြစ်များရတတ်ပါတယ်ခင်ဗျာနော်ဒါ့အပြင်မိတ်ဆွေတို့အနေနဲ့ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာလူဝင်မတော်တာမျိုးတွေကြောင့်ကျမ်းမာရေးညံ့တတ်ပါတယ်ရွှေဝင်မတော်တာမျိုးလေးတွေကြောင့်ကျမ်းမာရေးညံ့တတ်တဲ့အတွက် ိတ်ဆွေတို့ဒီလိုမျိုးအဝင်ချွေတို့ဝင်လာတဲ့အခါမိတ်ဆွေတို့ရဲ့စီးပွားရေးရုပ်တရက်အခက်အခဲကြုံလာတဲ့အခါသူမဟုတ်လို့ရှိရင်မိမိအိမ်မှာလူညာအိမ်ညာနေခေါ်တဲ့အခါမှာရှင်နှချောင်းထွက်ပေးတာမျိုးသူမဟုတ်ချွေလေးစတိပေါင်ပေးတာမျိုးသူမဟုတ်ညာအိမ်ညာနေထွက်ပေးလိုက်မိတ်ဆွေတို့ရဲ့အခက်အခဲအကြအတဲမှန်များယူပြစ်တယ်လို့ပြန်လဲပျောက်ကင်းတည်ကြသွားမှာအတေကြပဲဖြစ်ပါလေခင်ဗျာဒါအပြင်မိတ်ဆွေအင်္ဂါသားသမီးတွေဒီလတာတော့တွင်မှာအကျိုးပေးသောလုပ်ငန်းတွေကိုဆက်လက်ဖော်ပြပေးပါစီဒီခုနလပိုင်းတွင်မှာကျဆ ်အင်္ဂါသားသမီးမိတ်ဆွေတွေနဲ့မိတ်ဆွေတို့ရဲ့အကျိုးပေးသောလုပ်ငန်းများအနေနဲ့ဆိုရင်ဘာကိုဖြစ်ဖြစ်ကိုကိုယ်တိုင်ဦးစီးဦးဆောင်ပြီးအမိနာမခံလုပ်တဲ့လုပ်ငန်းတွေမှာပုံမအားသာကောင်းမှာပါတယ်အဖွဲ့အစည်းနဲ့ပတ်သက်တာမျိုးအများနဲ့ပတ်သက်တာမျိုးတွေရှေ့တို့ဆောင်ရလှုပ်ဆောင်မှာဘာသာရေးဆိုင်ရာလုပ်ငန်းတွေရှေ့တို့ဆောင်ရလှုပ်ဆောင်မှာအများနဲ့ပတ်သက်ပြီးတော့အတွေးခေါ်အကြံစီတွေနဲ့ပတ်သက်ရင်အောင်မြင်တိုးတက်နိုင်သောကာလဖြစ်တယ်ပတ်စပို့လုပ်ငန်းတွေဗီဇာလုပ်ငန်းတွေနေရာထိုင်ခင်းနဲ့ပတ်သက်တာမျိုးတွေရာထူးတိုးတာမျိုးရာထူးတက်တာမျိုးတွေဂျုံကတက်သောကာလဖြစ်ပြီးတော့အထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီအဆောင်မှမှုကိုရ ရှိတတ်တော့လဖြစ်တဲ့အတွက်မိษွေအင်္ဂါသာသမီးတွေကဘာကိုမစိုးချစ်တို့ဆောင်ရွက်ပြီးတော့ပြောပြောဆိုရင်းကောင်းမွန်အားသာတဲ့ကာလဖြစ်တယ်။အိုးအိမ်ရှမ်းပြည်ပိုင်ဆိုင်ရတတ်တယ်ကိုဝင်ရတာမျိုးသာသမီးရရှိတာမျိုးတွေအိုးအိမ်ရှမ်းပြည်ပိုင်ဆိုင်တာမျိုးတွေအားသာကောင်းမွန်တိုးတက်နိုင်တော့လာဖြစ်ပါတယ်။အိမ်ဆောက်ရှင်တဲ့မိษွေများဝါတော့ဝင်ပြီးတော့ဆရာဟောလက်စာတွေဟောပါတော့မယ်။ အိမ်ဆောက်လို့ကောင်းပါတယ်။ဒါ့အပြင်အထယ်လေးလုပ်ငန်းတွေအကျိုးပေးပါတယ်။နိုင်ငံခြားခရီးသွားပတ်စို့ဗီဇာလုပ်ငန်းနဲ့ပတ်သက်တာတွေ၊ဘာသာစကားသင်တန်းနဲ့ပတ်သက်တာတွေ၊အိုအင်ရှမ်မီအာမခန်နဲ့ပတ်သက်တာတွေ၊စိုက်ပျိုးသီးနှံတွေ၊စားတောက်ကုန်တွေ၊စံစီစေးစား service နဲ့ပတ်သက်တာတွေ။ဒါ့အပြင်အဟိုပြောင်းမှုတို့အဆရှိတဲ့ຢာတွေဟိုဆိုရလို့ပေါ့ခြံထွက်သီးနှံတွေ၊ကွန်းအဆရှိတဲ့လုပ်ငန်းတွေချစ်တူဆောင်ရလှုပ်ဆောင်ရင်ကံရဲ့အားသာခြင်းတိုးတက်ခြင်းတွေရရှိပါလိမ့်မယ်။စတင်လှုပ်ဆောင်လို့တဲ့မိတ်ဆွေများ ဖြစ်နိုင်လို့ရှိရင်ဒီကာလဟာအသင့်နဲ့ပတ်သက်လာတဲ့အခါရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အားတာပြီးတော့တိုးတက်ပြီးတော့ကံကောင်းစေတဲ့အတွက်ဘာကိုမဆိုအဟောင်းကြီးကိုလည်းတိုးရှက်ခြင်းတပါဆိုလှုပ်လို့ရတယ်လို့မိမိအနေနဲ့ကိုကိုတိုင်းလုပ်ငန်းတွေကိုပိုင်လုပ်ငန်းတွေစတင်ခြင်းနဲ့ဆိုဘာကြောင့်တုံဆိုင်တူဝင်နေမှာလဲရဲရဲကြီးရှေ့တိုးဆောင်ရလှုပ်ဆောင်လာရင် အောင်မြင်တိုးတက်ဒီမှာအသေးချာပဲဖြစ်တယ်ဒါပေမဲ့ဘာကိုဖြစ်ဖြစ်လုပ်ငန်းကိုင်ကလုံးအလုံးမှန်တဲ့မြောက်ကိုကိုကဦးစီးဦးဆောင်လှုပ်မှသာ ရှိသူဆောင်ရွက်မှသာအောင်မြင်မယ်တိုးတက်မယ်ဆိုတဲ့အပတ်ဖြစ်တဲ့အတွက်တော့ဘာကိုမစိုးဦးစီးဦးဆောင်လုပ်ရန်အတွက်တော့လိုအပ်သောကာလဖြစ်ပါတယ်။ငကူကအမှုကိစ္စဖြစ်နေသူတွေအမှုကိစ္စပြီးတာမျိုးမိမိမိသားစုဝင်အတွင်းမှာအမွေကိစ္စအမှုကိစ္စဖြစ်နေသူတွေပြီးပြတ်တာမျိုးအရှုံးအောင်ဖြစ်နေသူတွေလွတ်မြောက်လာတာမျိုးတွေ ပြန်လဲကြားရှိကြားရတတ်တယ်မိတ်ဆွေအပေါင်းအသင်းတစ်ချိန်တစ်ခါကမတွေ့ခဲ့ဘူးတော့မိတ်ဆွေတွေမိတ်ဆွေအသက်အပေါင်းအသင်းအသက်တွေအားနေအကူအညီရရှိတာမျိုးအထက်လူကြီးအကြီးကတပည့်လက်သားသာသမီတွေနဲ့ပတ်သက်ရင်ပညာရေးကိစ္စလေးတွေအကြောင်းဖြစ်စီတပည့်လက်သားသာသမီတွေနဲ့ပတ်သက်လို့စိတ်ချမ်းသာစရာသတင်းလေးတွေကြားရတတ်သောကာလဖြစ်ပါတယ်ခင်ဗျာဒါပြင်မိတ်ဆွေတို့ဒီအပတ်တာအတော်တွေမှာဆိုရင် ဒီကလာတော့တို့မှာဆိုရင်မိတ်ဆွေတို့အနေနဲ့အမီယာထိုင်ခင်းတဲ့ပတ်သက်တာမျိုးလေးတွေစကားပြောတာမျိုးတွေအကျိုးပေးအားသာပါတယ်ယာတုလုပ်ငန်းကန်ကန်တဲ့ပတ်သက်ယာတုတိုးတာမျိုးယာတုတက်တာမျိုးတွေကြားရတတ်တော့အပတ်တာဖြစ်တဲ့အတွက်အင်္ဂါသသမိမိတ်ဆွေတွေဟာဘာကိုဖြစ်ဖြစ်ရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အားသာစီတာအတိအကျပဲဖြစ်တယ်ဒါပေမဲ့ငွေကြီးနဲ့ပတ်သက်လာရင်တော့ ငွေရှိတာငှားတာလေးတွေမှာအတူပီယူဆိုင်ပါဆက်ပစ္စည်းရင်ကြောင့်ငွေကုန်ကြီးကြအများရတတ်တယ်လူငယ်တွေအရှိရင်းနဲ့ပတ်သက်လာလို့ရှိရင်ငွေကုန်ကြီးကြအများရတာမျိုးလေးတွေဖြစ်ရတာမျိုးအရှိရင်းနဲ့ပတ်သက်လာတဲ့အခါမှာအဲရီစာနောက်ပို့လိုက်ရတာမျိုးလေးတွေကြောင်းသို့မဟုတ်အဲဆိုတာလူပြိုကိစ္စအဝဝလေးတွေကြောင်းတော့ငွေကြီးကုန်ကြအများရတတ်တဲ့အတွက်ကြောင့်မလို့ဖြစ်နိုင်ရင်ဆရာလူတယောက်တည်းနေရအကောင်းဆုံးဖြစ်ပါလိမ့်မယ်ကောင်းပြီ အလကုံနဲ့ပတ်သက်တာလေးဒီမှာအဲဟိုအရေးကြီးတဲ့ခွဲစိတ် operation လုပ်တာမျိုးလေးတွေကိုတတိထားဆင်ခြင်ပြီးပါဖြစ်နိုင်လို့ရှိရင်လှကျင်လို့တရောင်တက်ရေစီးကမ်းပြိုလိုက်အင်္ဂါတွေဟာမလှမပြင်းမဲနဲ့လှပါတယ်ပြင်းရင်မလာတာအင်္ဂါဖြစ်တဲ့အတွက်အင်္ဂါသာသမိမိတ်ဆွေတွေနဲ့ဒီကလာတော်တွေမှာဆိုလို့ရှိရင်တော့တတိထားဆင်ကျင်ပြရန်အတွက်တော့အလှပရေးရတွေနဲ့ပတ်သက်လို့တတိထားပါဒါအပြင် မိတ်ဆွေတို့အနေနဲ့ဒီကာလတော့ဒီမှာမိတ်ဆွေအပေါင်းအသင်းရင်းတွေကနေပြီးတော့ငွေကြေးကိစ္စလေးတွေစကားပြောရတာမျိုးလေးတွေရံဖြစ်ရတာမျိုးလေးတွေကိုယ်ငွေနဲ့ကိုလူမုန်းခံရတတ်တဲ့အတွက်တော့ဒီအချက်လေးတွေကိုရောကျင်းတည်ပေါ့တတိထားရမယ်အပတ္တကာလအပိုင်းခြားဖြစ်ကြောင်းထက်လောင်းပြောကြားလိုက်ပြရစီခရီးသွားကိစ္စလေးတွေကြောင့်ငွေကုန်ကြေးကြအများကြီးတက်တယ်လို့မိမိရဲ့အမေတို့ အမတို့မိသားစုတို့အဆွေမျိုးသားချင်းတွေကြောင့်ကိုကြောင့်မဟုတ်ပဲတပါးသူကြောင့်ငွေကြီးနဲ့ပတ်တိုင်းအရှိရေးကြောင့်သမီးစားရေးတွေကြောင့်ငွေကုန်ကြီးကြအများရတတ်တော့အပတ်တာဖြစ်တဲ့အတွက်ဝင်ငွေနဲ့ထွက်ငွေဟာဝင်လီနဲ့ထွက်လီကဲ့သို့ဖြစ်နေတတ်ပါတယ်။ဒါကြောင့်မိတ်ဆွေတို့နဲ့ငွေကြီးနဲ့ပတ်သက်ရင်ငွေမြဲစီဖို့အတွက်ဆိုရင်ဘာကိုဖြစ်ဖြစ်တိုးတိုးတိတ်တိတ်စုထားတာမျိုးမိမိရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေမှာရင်းနှီးထားတာဟာပုံမကောင်းမှမှာတယ်။ပတ်စံပစ္စည်းပျောက်တာမျိုးတခိုးခိုးခံရတာမျိုးတွေဖြစ်ရတတ်တဲ့ မိတ်ဆွေပေါင်းတဲ့အရင်းအရှာတွေကနေပြီးတော့ကိုယ့်ကိုရွဆွတ်ဆွဆွဲတာမျိုးလေးတွေတတိထားဆင်ခြင်ပေးရန်လိုအပ်ပါတယ်။အရှိရင်နဲ့ပတ်သက်လာရင်တော့ဝဝဆာဝဝအိတ်တာအကောင်းပါလေခင်ဗျ။အဲသမီးစားများအနေနဲ့တဦးနဲ့တဦးတယောက်နဲ့တယောက်အဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတာမျိုးတွေဝေးကွာနေတော့သမီးစားများအနေနဲ့ကတော့ပြန်လဲစုံစည်းရတတ်တော့အပတ်တာကာလဖြစ်တယ်။ အိမ်ဆောင်ရေးနဲ့ပတ်သက်လာရင်တော့ဘာမှခက်ခက်ခဲခဲမရှိဘူးတသမိကိစ္စကိုအကြောင်းပြုပြီးတော့ပြန်လဲပေါင်းတင်ရတတ်တာမျိုးအဆက်အသွယ်ပြတ်နေတော့အိမ်ဆောင်ရှင်တွေနဲ့ပတ်သက်လို့အဆက်အသွယ်ပြန်လဲရရှိတာမျိုးကြုံရတတ်တယ်လို့မိမိအိမ်ဆောင်ဘက်ကိုအကြောင်းပြုပြီးတော့ငွေကြေးကိစ္စလုံးရင်းနဲ့ဝင်လာတတ်တော့လှဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါပေမဲ့အိမ်တော်ကြီးနဲ့ပတ်သက်လို့စကားများပြောဆိုလာရတဲ့အခါမှာငွေကြီးကိစ္စလေးတွေကိုတတိထားဆင်ခြင်ပေးပါငွေကြီးနဲ့ပတ်သက်ပြီးတော့ခီးသွွားကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြမရတာမျိုးအိမ်တော်ကြီးနဲ့ပတ်သက်လာတဲ့အခါမှာတစ်ဖက်က ငွေကုံတာမျိုးကြောင့်ရံဖြစ်စကားများရတာမျိုးလေးတွေခရီးသွားကိစ္စလူရောကိစ္စလေးကြောင့်ငွေမိတ်ဆွေအရင်အရှာကိုရှင်းမိတဲ့ကိစ္စလေးတွေကြောင့်ငွေကုံကြည့်ကြများရတာမျိုးလေးတွေအိမ်တော်ကြီးနဲ့ပတ်သက်ဂျားလူတူတယောက်ကြောင့်ငွေကြီးအကုန်ကြများရတတ်တာကြောင့်ဘူးပေါက်ကလွယ်ရင်တော့ကျန်တာဆူဆူဝဝဘာမှမဖြစ်ပါဘူးခင်ဗျဆရာစနေပါပါတယ်ခင်ဗျနော်ဒါအပြင်မိတ်ဆွေအဲအင်္ဂါသာသမီးတွေကဒီလာတာတော့ဒီမှာဆိုဘာကိုဖြစ်ဖြစ်ရွှေနဲ့ပတ်သက်လို့ဝယ်တာမကောင်းပါဘူးလူယုံမလွယ်ပါနဲ့ငွေကြီးနဲ့ပတ်သက်ရင်လူလိန်ခံရတာမျိုးတွေမက်ခင်ဆက်လိုက် အဲဆိုတော့ကြုံရတတ်တယ်ဒါအပြင်အမဒီစားအင်္ဂါသသမီးမိတ်ဆွေအမျိုးသမီးများအနေနဲ့အမျိုးသမီးအသွေးသားနဲ့ပတ်သက်တာမျိုးအရေပြရဟနာတာမျိုးအလားချစ်ဖြစ်တာမျိုးတွေဖြစ်ရတတ်တဲ့အတွက်တော့တတိထဆင်ရှင်ပြရန်အတွက်တော့လိုအကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ ရှင်းနေသားပါအောင်ခင်ဗျဆရာလိုက်မလွင်တာလဲကြာသွားပြီဆရာလို့ share ပါပေါ့သူလည်းဆရာလို့ရုပ်ချောကြပါသေးခင်ဗျအကောင်းပြီเนาะဆိုတော့ဒီလာတာတော့တွင်မှာအင်ကာသားသမီးမိတ်ဆွေတွေအနေနဲ့ခရီးသွားကိစ္စ passport visa လုပ်ငန်းကိစ္စနဲ့ပတ်သက်ရင်တော့ sheet တို့ဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမွန်တိုးတက်နိုင်ပါတယ်ချုပ်ပြောရရင်ဘာကိုဖြစ်ဖြစ်ဦးစီးဦးဆောင်လုပ်ရင်အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိပါနဲ့ငွေကြေးနဲ့ပတ်သက်ရင်ငွေလက်ထဲထားတာထက်ရင်းနှီးလှုပ်ဆောင်တာဟာပုံမအားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်ပါတယ်ပညာရေးနဲ့ပတ်သက်ရင်သားသမီးပညာရေးကိစ္စလေးတွေကြောင်းအားသာတာမျိုးလမ်းဖွင့်တာမျိုးနိုင်ငံခြားခရီးသွားကိစ္စလေးတွေမှာပညာရေး ေးကိုအကြောင်းပြုပြီးသွားရတာမျိုးတွေကြုံရတတ်တော့လဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေအင်္ဂါသာသမီးတွေဒီလာတာအတော်တွေမှာဆိုရင်အချိုးပေးအားသာစီတော့နေသားအနေနဲ့ဂျန်စာပရိသသမီးတင်းငုံနေသားသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စီပြီးကံကောင်းစီပါတယ်ဒါအပြင်မိတ်ဆွေတို့ဒီလာတာတော်တွင်မှာအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာအဲ မိတ်ဆွေတို့နဲ့အပန်းရောင်းလို့အနီရောင်းလို့အဖြူရောင်းလို့အဆက်ရှိတဲ့အရာတွေကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုအားသာစေပါတယ်ခင်ဗျအကျိုးပေးသောအရာဟာအနောက်ရက်ဖြစ်ပြီးတော့စန်တီယာအရာကတော့အရှိမြောက်တောင်ရက်ဖြစ်ပါတယ်သတိထားစင်နေရမယ့်အရာလေးတွေကတော့ရွှေဝင်တာမျိုးရွှေဝယ်တာမျိုးလူယုံနဲ့ပတ်သက်တာမျိုးအလှကုန်နဲ့ပတ်သက်တာမျိုးဗုဒ္ဓဖူးညာလေးတွေဖြစ်တဲ့ရေလန်းခီးသွွားလေးတွေရေရှိုးမားတာလေးတွေနဲ့ပတ်သက်ရင်တော့သတိထားစင်ကျင်ပေးရတော့လိုအပ်ပါတယ်အနုပညာ မိတ်အချင်းများသို့မဟုတ်အနုပညာနဲ့ပတ်သက်ပြီးရှေ့တို့ဆိုင်ရာမိတ်ဆွေများဒီကာလအင်္ဂါသသမီးမိတ်ဆွေများဒီကာလတော်တွင်မှာစိတ်တိုင်းမကြတာမျိုးအားမရတာမျိုးတွေဖြစ်ရတတ်တဲ့အတွက်တော့သတိထားဆင်ခြင်ပေးရတော့တော့လိုအပ်ပါတယ်။ဘာကိုဖြစ်ဖြစ်တောင်းဆူဆူရက်တွေကိုသတိထားဆင်ခြင်ပေးပါမိတ်ဆွေတို့အနေနဲ့ဒါအပြင်အကျိုးမပေးစေတဲ့အရာဟာတော့တောင်းဆူဆူရက်ဖြစ်ပြီးတော့သတိထားဆင်နေရမယ့်အကြောင်းကတော့အသားအရောင်ဖြစ်ပါတယ်ခင်ဗျာသတိထားဆင်နေရမှာတော့မိတ်ဆွေတို့အနေနဲ့26ရက်နေ့24ရက်နေ့ဒီမှာသတိထားဆင်နေပေးပါဒါအပြင် မဆွေတို့ရဲ့အလုံငန်းကိစ္စအလုပ်ကိစ္စတွေကို26ရက်နေရော24ရက်နေရောနော်မဆွေတို့အနေနဲ့22ရက်နေရောဒီလိုရံမျိုး3ရက်ကိုတော့တတိထားဆင်ခြင်ပြန်လူအကြောင်းထက်လောင်းပြောကြားလိုက်ပြရစီခင်ဗျာဒါအပြင်အင်္ဂါသားသမီးမဆွေတွေဒီလာတာအတော့တွေမှာအကျိုးပေးကံကောင်းစီတော့ကဏန်းကတော့တက်ကဏန်းငါးကဏန်းကိုကဏန်းဖြစ်ပါတယ်တတိထားဆင်ခြင်ရမယ်အချက်လေးတွေအရရောဆရာပုံသွားလောက်ပြီးနော်တတိထားဆင်ခြင်ရမယ်အချက်လေးတွေ မိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စလုပ်ငန်းကိစ္စတွေကိုပြောဆိုလှုပ်ဆောင်နေတဲ့အခါမှာအဆက်ဆက်ရရအောင်မြင်စင်ပြေစီရအတွက်မိမိအိမ်ကမသွားမီအိမ်ရဲ့ဟလာအိမ်ဝင်ပေါက်ရတဲ့အိမ်ဝင်ပေါက်မှာအမွှေးနတ်တာစပြန်းပြီးတော့လူရာကိုတိုင်တယ်သွားရင်အောင်မြင်ချင်းတိုးတက်ခြင်းတွေရရှိပါလိမ့်မယ်ခင်ဗျာနော်အဆက်ဆက်ရရအစဉ်ပြေစီရမပြောမီဇန်ငရပီဒီမီရှင်ခွန်ကိုတုံညာနှစ်ကိုတုံညာလေးတစ်လျှောက်7902904176ပါခင်ဗျာအဲ Viber Telegram ဝယ်မှာဆက်သွင်းနိုင်တယ်ဆရာ TikTok Messenger ကနေပြီးနေမဟောပါဘူးခင်ဗျာဒါအပြင် အဲ့ဒါလက်မှတ်ပါအောင်ဆရာရှိမှာ Viber နံပါတ်963505နှစ်နဲ့ကွန်ကိုတောင်ရ293တောင်ရ၄တရှာဝက်အတယ်လီဂရမ်ဘိုက်ဘာမှာဆက်သွင်းနိုင်ကြောင်းနဲ့ဆရာရှိမှာဟောစရန်ချက်ရှင်းမရကြောင်း Jazz ဖြတ်ကြော်ညာဝင်ရင်နဲ့အင်ခါသသမီးမိတ်ဆွေတွေမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်အယောင်းထွက်စီဖို့အတွက်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေရောင်းထွက်ရောင်းထွက်စီဖို့အတွက်မိမိရဲ့ကုန်ပစ္စည်းတွေကို တပီခုနှစ်ခတ်ကိုနော်တပီခုနှစ်ခတ်ကိုနှီးနဲ့ရောရှိပြီးတဲ့အခါမိတ်ဆွေတို့ရဲ့ကွန်ပျူတာကိုရိုက်ပုတ်ထိတွေ့ရောင်းလိုက်ရင်အယောင်းသွက်အယောင်းထွက်သွားပါလိမ့်မယ်ခင်ဗျာအတိတ်ကြံပြုတ်လို့တဲ့အင်္ဂါသသမီးမိတ်ဆွေများဒီကာလတော့တမဝိစာစရဏတမန်တော်ဆိုတော့ဂုံတော်ပတိကိုတနေ့ကို၅ပတ်နှုန်းနဲ့9ရက်တတိအတိတ်ထံဝင်လာရင်အခက်အခဲမှန်သမျှပြည်လေသွားမှာအသေးကြပဲဖြစ်တယ်အဆက်ဆက်ရရအစဉ်ပြေစီပြီးငွေကြီးကံကောင်းစီရန်အတွက်ရှိလို့ရမယ်ရေရာအနေနဲ့ဆိုရင်ဒီရေရာကိုတရားလုပ်ပါဆရာဟောကမှာဆရာ တော်တော်ကိုဆန်းပြီးသွားပါပြီဆရာပြန်ပြောပေးမယ်နော်မိတ်ဆွေတို့အနေနဲ့အဆက်ဆက်ရရအစဉ်ပြေစီပြီးငွေကြေးကံအားကောင်းစီရန်အတွက်ရေရရာအနေနဲ့ဆရာတို့လီပိုပလင်းတစ်လုံးမှာလီပိုပလင်းတစ်လုံးမှာအဲ့ဟိုမှာလာဗန်လို့ရေးပါလာရေရှာတိလာရေရှာလာဘာကုန်းတိတိတင်ဗန်လာဗန်လို့ရေးပါရမ်းမှန်ပါတယ်ဝေဖြူကျေးဇူးတင်ပါတယ်လာဗန်လို့ရှိပြီးသွားတဲ့အခါမိတ်ဆွေတို့ရဲ့အမြင့်တဏျာဈေးဆိုင်သူမဟုတ်အိမ်ဆိုလည်းအမြင့်တဏျာမှာဖခင်เจ้าဆောင်မှာမဟုတ်ဘူးเนาะအမြင့်တဏျာမှာ တင်ပြီးတဲ့အခါအပေါ်ကနေပြီးတော့ဖျောင်းနိုင်ထွင်ပြီးတော့နော်ကိုရက်တတီထွင်ပြီးတော့ဆူတောင်းလိုက်ပါပိတ်နေတဲ့လက်တွေပွင့်လန်းပြီးတဲ့အခါအဆဆာရရအစဉ်ပြလာပါလိမ့်မယ်ဒါကမှဆရာရဲ့ငွေကြီးအတွက်တီးတန့်မယ်ငွေကြီးခက်ခဲရှိလို့ထွင်ကျင်တဲ့ပါဆိုရင်လေလေဘိုပလင်းမမလာပန်လို့ရေးဖျောင်းနိုင်အစိမ်းရောင်ကိုတင်ပြီးတော့ကိုရက်တတီထွင်လိုက်ငွေကြေးကိစ္စတကယ်ကိုပြေဝလာလိုက်မယ်။ဆရာရဲ့လက်လာပါပိတ်ရင်လို့ပွင့်ကျင်လို့ဆိုရင်တော့အဝါရောင်ထွင်းပေါ့။နော်လီဗိုပလင်းမှာလာပန်ကြီး အဝါရောင်မြင့်တနေရာမှာကိုယ်ရထွန်းလိုက်ပါပွင့်သွားပါလိမ့်မယ်အတိုက်ခိုက်ပြင်းရင်လို့ဆရာရဲ့အဖြစ်အနောက်နေများလို့ဆိုလို့ရှိရင်တော့မိတ်ဆွေနေနဲ့အနီရောင်လေးထွန်းလိုက်ပါဒါဆိုရင်အဆင်ပြေသွားပါလိမ့်မယ်ကဲဆိုတော့အင်္ဂါသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရဲ့အဆင်ပြေအောင်မြင်တိုးတက်လို့ဘိဗီယာတွေဝေးကွာကြပါစေကြောင်းဆရာကမေတ္တာပို့ဆုတောင်းထောက်ပံ့ပြုရင်းနဲ့ဤချိန်နိုင်ဤနေ့ရက်မှာဆက်၍ခုနလပိုင်းတွင်မှာအင်္ဂါသားသမီးတွေ ရတနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ပြီးတဲ့အခါတက်နေတကူလက်ဝီဖြုတ်ခဲ့သူစီးစိန်ဥစ္စာတွေတိုးပွားကြပါစီကြောင်းဆရာကဒီကနေမြေတာပိုးဆူတောင်းထောပနာပြင်းနေကဲအခုတခါတော့ဗုဒ္ဓဖူးရာဟုသာသမီတွေအလှကိုအဟုတ်ထူးစွာရောက်ရှိလာပါပြီခင်ဗျာနော်ဗုဒ္ဓဖူးရာဟုသာသမီတွေကိုအခါပြီးတော့မှမလို့ပါရင်ဆရာကိုမှန်ပြီပါအောင်ခင်ဗျာစမ်းပိတ်နေလို့ဆရာကြီးတဲ့မခင်တတ်တတ်ကြီးဆရာပြောမယ်စမ်းကြနေဘီကျဲကလေးဆောင်လိုက်အဖွားကြီးတွေအပြိုကြီးတွေနားကနေပြီးတော့တောက်ပြီးတော့ဘီကျဲကလေးဆောင်ဘဲကြည့်သွားအောင်လို့ ဆရာဒီနေဟောတယ်လို့ဈေးရောင်းတာတွေကိုတရက်ရွက်နဲ့ရိုက်ပြီးရောင်းတာအကုန်လုံးရောင်းကုန်သွားတယ်ဂျေစုပါတယ်ဆိုင်းမီဟုတ်ဂျေစုတင်ပါတယ်ခင်ဗျာဆရာအဆင်ပြေတယ်ပြောရင်ကိုကျင့်တတ်ပါပြီလီပိုပလင်းမရှိရင်ဘယ်လိုလုပ်မှလဲဆရာတဲ့လီပိုပလင်းလို့တတ်မှလိုက်လာဗန်လို့ရေးလိုက်ရပြီတက္ကပဲလီပိုပလင်းမရှိဘယ်ပေါ့ကဲဗုဒ္ဓဘူးရာဟုတ်သာသမီတွေတော့အဟုတ်ထူးစွာနဲ့ဟောကြားပြပါမယ်ဗုဒ္ဓဘူးရာဟုတ်သာသမီတွေပါဆရာကိုမှတ်မိကြပါဦး